ထိုင်ဝမ်ရေးနဲ့ပတ်သက်လို့ဂျပန်နဲ့တရုတ်ကြားတင်းမာမှုတွေမြင့်တက်နေချိန်ထိုင်ဝမ်သမ္မတလိုင်ချင်တေးကဂျပန်ဆူရှိစားနေတဲ့တပုံတပုံကိုလူမှုကွန်ရက်မှာတင်လိုက်ပါတယ်။ဒီနေ့နေ့လယ်စာကတော့ဆူရှိနဲ့မီဆိုဟင်းညိုဖြစ်ပါတယ်လို့လိုင်ချင်တေးကဂျပန်တရုတ်ဘာသာစကားနှမျိုးရေးထားပြီးကြာသပတေးနေ့ကလူမှုကွန်ရက်မှာတပုံတင်ခဲ့တာပါ။ဂျပန်ကနေပင်လယ်စာတင်သွင်းမှုရဆိုင်မှုအစီအမံတွေလှုပ်ဆောင်ခဲ့ကြောင်းတရုတ်ကဂျပန်ကိုအကြောင်းကြားပြီးနောက် ူကအခုလိုဆူရှိစားနေတဲ့တပုံကိုလူမှုကွန်ရက်မှာတင်ခဲ့တာပါတရုတ်နိုင်ငံဟာဂျပန်နဲ့ထိုင်ဝမ်ကိုစကလုံးတွေစင်ရာတွေနဲ့ချင်းချောက်ခဲ့ပြီးစီးပွားရေးအကြက်ကင်ခဲ့ကြောင်းလွှတ်တော်အမတ်တူးရဲ့မေးမြန်းချက်ကိုထိုင်ဝမ်နိုင်ငံသားဝင်ကြီးလင်ချာလန်ကဖြေကြားခဲ့ပါတယ်တရုတ်ကထိုင်ဝမ်ကိုကျူးကျော်လာရင်ဂျပန်ကစီးရေးရတုံ့ပြန်မယ်လို့ဒီလအစောပိုင်းကလွှတ်တော်မှာပြောကြားခဲ့တဲ့ဂျပန်ဝန်ကြီးချုပ်တာကိုင်ချီစာနေကိုထောက်ခံကြဖို့၎င်းကထိုင်ဝမ်ပြည်သူတွေကိုတိုက်တွန်းခဲ့ပါတယ် ခြေကျင်ရင်းနှီးမှုပြသမှုဖြင့်ဂျပန်ကိုတွားရောက်လည်ပတ်ကဂျပန်ထုတ်ကုန်တွေပို့ပြီးဝယ်ယူကြဖို့သူကထိုင်ဝမ်ပြည်သူတွေကိုတောင်းဆိုခဲ့ပါတယ်။တရုတ်ရဲ့ဖိအားပေးမှုရင်ဆိုင်ရတဲ့ဂျပန်နိုင်ငံကိုထောက်ခံမှုပြသဖို့လိုအပ်တယ်လို့အာနာယ DPP ပါတီကယူဆပါတယ်။ကြံပြန့်လုပ်ငန်းတွေမှာပါဝင်မှုကြောင့်မြို့တော်ဝန်ဟောင်းတူးမှပြည့်ရှိကြောင်းဖိလစ်ပိုင်တရားရုံးကကြာတာပရီနေမှာဆုံးဖြတ်က ထောင်နဲ့တသက်တကျွန်းချမှတ်လိုက်ပါတယ် ပြီးကြတဲ့နှစ်ထီတာလန့်ပြည်နယ်ဘန်ဘန်မြို့တော်ဝန်ဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့အဲလီကူကိုလူကုန်ကူးမှုကြောင့်ထောင်နဲ့တသက်တကျွန်းချမှတ်ခဲ့တာပါဖလပိုင်းနိုင်ငံသားမဟုတ်သူ၅ဦးပါဝင်အခြားသူ9ဦးကိုအလားတူပြစ်ဒဏ်ချမှတ်ခဲ့ပြီး10ဦးကိုတော့အမှုဖွင့်တိုင်ကြားသူတွေအတွက်ရောကျင်းဒေါ်လာ3400လောက်နှိပါပေးဖို့အမိန့်ချမှတ်ခဲ့ပါတယ်။အဆိုပါမြို့တွင်းရှိရှစ်ဟက်တာရှိအင်ယာဆောက်ဦးကိုပြည်သူပိုင်းသိမ်းမှုကိုလည်းဖလပိုင်းတရားရုံးကအမိန့်ချခဲ့ပါတယ်။ ့ NGO နဲ့ပတ်သက်တဲ့ပုဂ္ဂလိကကုမ္ပဏီတစ်ခုပိုင်ဆိုင်တဲ့ site ကိုတရားမဝင် online လောင်းကစားချက်ချနေရတခုဖြစ်အသုံးပြုခဲ့ပါတယ်။အဆိုပါနေရာတွေမှာနိုင်ငံတကာ cyber ရာဇဝတ်လုပ်ငန်းတွေမှာခိုင်းစေခံထားရတဲ့နိုင်ငံသားတွေအပါအဝင်လူကုန်ကူးခံထားရသူတွေထားရှိခဲ့ပါတယ်။ဇွန်လအတွင်းဖိလစ်ပိုင်တရားရုံးက NGO ဟာယူဟာပင်းလို့ခေါ်တဲ့တရုတ်နိုင်ငံသူတူအဖြစ်ဖော်ထုတ်ခဲ့ပါတယ်။အဲလီကျိုဟာဖိလစ်ပိုင်နိုင်ငံသူဖြစ်အယောင်ဆောင်က 2022ခုနှစ်မှာဗန်ဗန်မြို့တော်ဝန်ရွေးကောက်ပွဲမှာနိုင်ရခဲ့ပေမဲ့အုပ်ချုပ်ရေးညံ့ဖျင်းမှုကြောင့်2024ခုနှစ်ဩဂတ်လမှာမြို့တော်ဝန်ရာထူးကနေဖယ်ရှားခံခဲ့ရပါတယ်။